စီချက်ခောက်ဆွေလုပ်တဲ့နေလေးကရဟုတ်ရယ်ကူပါတယ်ဒါပေမဲ့ကျမတို့လှုပ်ဆောင်လိုက်တဲ့အချိန်တိုင်းမှာဆန်ရလူမျိုးမဟုတ်ပဲနဲ့တခုခုလိုအပ်နေတယ်လို့ခန်းစားနေရတယ်ဆိုရင်ဟုတ်ပါတယ်ကျမတို့ချက်တုံးကအနေငယ်လိုအပ်ချက်လေးရှိနေလို့ပါရှင်ဘာရင်လိုအပ်လဲဆိုတာကိုဒီမှာကြည့်ရအောင်လားရှင်ခောက်ဆင်နဲ့တဲစားဖို့အရင်ဦးဆုံးချက်တာကိုပြင်ဆင်ပါမယ်။ချက်တာတွေကိုစားချူမုံပင်ငက်ပြိုက်ရည်အကြီးပင်ငက်ပြိုက်ရည်အနောက်ထည့်ပါမယ်။ ်မြုပ်ကောင်မုတ်လီနေငယ်ကိုလည်းထည့်ပါမယ်ရှင်ဒီနေရာမှာတူပြူချင်းရုံးကိုလည်းကြိုက်တယ်ဆိုရင်ထည့်နိုင်ပါတယ်ပြီးလို့ရှိရင်တော့တေချာနေပြီးပြီးတော့နှစ်ထားလိုက်ပါရှင်မိနစ်20လောက်နှစ်ထားပြီးပူကောင်းပါတယ်ဒီတိုင်းလေးပဲချက်မယ်ဆိုရင်လည်းရပါတယ်တက်သားတွေကိုစီအနေငယ်ရေနေငယ်ထည့်ပြီးတော့ပြုတ်ကြော်လေးပြော်ထားပြလိုက်ပါရှင် ကျမကတော့ air fryer သုံးပြီးတော့ကြုံပါမို့လို့အဖလိုက်ရလေးကိုထည့်ပြီးတော့မိအား200နဲ့အချိန်မိနစ်20ခန့်ကြော်ခဲ့ပါရဲ့ရှင်။ ကျမရဲ့ channel လေးမှာဟင်း channel လေးနဲ့မုတ်လုံလေးလေးကိုအမြဲတမ်းမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမရဲ့ channel လေးကို like and subscribe လေးလေးလုပ်ထားပြီးဖို့မေးပါနဲ့ရှင်အခုလိုမျိုးစက်တာကိုကြော်ထားပြီးပြီဆိုလို့ရှိရင်တော့ခောက်ဆွေးနေဖို့အတွက်ပြင်ဆင်ပါမယ် ထမဦးဆုံးစလုံးတစ်လုံးလေးကိုကျက်စီထည့်ပါမယ်ရှင်ကျက်စီကိုအများကြီးမထည့်ပါဘူးเนาะကျမတို့သုံးမယ်စီသုံးချိုးဆိုလို့ရှိရင်ကျက်စီကိုတချိုးပဲထည့်ပါမယ်ကျက်စီတစ်စွန်းစီချက်နှစ်စွန်းပေါ့ရှင်ဒါကတော့ကျက်သွန်ဖြူစီချက်လေးပါပြီးလို့ရှိရင်เนาะပိန်ခန့်ပြားရဲ့အနောက်ထည့်ပါမယ်ပင်ငါပြည့်အကြည့်ထဲပါမယ်ရှင် ကျက်သားစီကျက်လုံးမှာမို့လို့ကျက်စီလေးကိုထည့်တာပါအဲ့ဒီအနံ့လေးရလဲဆွေးဆောင်မှုရှိစေပါတယ်ရှင်တရုတ်မစလာကိုထည့်ပါမယ်ငရုတ်ကောင်မှုတ်လေးအနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့နှံ့အောင်ရောသမောက်မှွေလိုက်ပါနော် ချူမုတ်နေငယ်ထဲပါမယ်ချူမုတ်ထဲဖို့ကြံငယ်လို့ပါရှင်စက်တာမုတ်ထဲမယ်ဆိုရင်လည်းထဲနိုင်ပါတယ်ကျမကတော့စက်တာမုတ်မတုံးပါဘူးရှင်ဒါကတော့ကျမကိုယ်တိုင်လှုပ်ထားတဲ့အိမ်လုခောက်ဆွဲလေးဖြစ်ပါတယ်ဒီခောက်ဆွဲကိုကျမညတွေကလှုပ်ထားပြီးတော့ရေခဲတစ်တာတွေမှာထည့်သိမ်းထားတာပါရှင်အဲ့အတွက်ကြောင့်မို့လို့ပူအောင်ရင်းနှွေးစုစုလေးကိုခဏလောက်ထည့်လိုက်ပါမယ်ใจပြည့်စရာမလိုပါဘူးเนาะခောက်ဆွေရနူပြီးသားမလိုပါ

ိမ်မှာယုံသမားကြောင်းသမားရှိတဲ့အတွက်ကြောင့်မို့လို့သူတို့စားဖို့လည်းခြိုက်လေးလေးတွေကိုထည့်ပါတယ်။ဒါကတော့ခုနကတော့ကြော်ထားတဲ့စက်သားလေးတွေပါရှင်။စက်သားကိုစင်းလုံးတသန့်မှာတခြားလေးလီးပေးပါရှင်။လီးပြီးသွားပြီဆိုရင်တော့ခုနကတော့ပြင်ထားတဲ့ခောက်ဆွေပုံမှာလလပပလေးဖုံးအုပ်ပြီးလိုက်ပါနော်။ ခုဆိုင်ရွက်လေးတွေကိုထည့်ပါမယ်တရုတ်နံနံထည့်မယ်ဆိုလဲရပါတယ်ရှင်ရေရုပ်ကောင်မှုတ်လေးအနေငယ်ထပ်ပြီးတော့ဖြူပြလိုက်ပါမယ်ရှင်အခုဆိုရင်တော့ဆိုင်ကအနံဆိုင်ကရတာအတိုင်းပြီးပြည့်စုံတဲ့စီချက်ခောက်ဆွေလေးတစ်ခွက်ရပါပြီရှင် သူနဲ့တွေ့စားဖို့အချိန်လေးအတွက်တစ်ခွက်သီးကိုပပလီးပါမယ်ကျွတ်တူနီလေးထည့်မယ်ဆိုရင်လည်းထည့်နိုင်ပါတယ်ရှင် တကွာသီးကိုလီပီပီဆိုလို့ရှိရင်တော့ငရုတ်စီလေးအုပ်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။